ကချင်ပြည်နယ်တောင်ပိုင်းတရုတ်မြန်မာနယ်စပ်အနီးမှာရှိတဲ့ဗမော်မျိုးစစ်စခန်းများကို KIA နဲ့ပူးပေါင်းတပ်များကယနေ့နံနက်မှာအပြင်းထန်တိုက်ခိုက်နေကြသလိုပောက်ကံမြို့နယ်မှာလည်းအာနာသိန်းတပ်စစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။ဗမော်မျိုးလေးလာကြတိုက်ပွဲများအတွင် KIA ကစစ်ကောင်စီတိုက်ရဲအချို့လေရင်ကွင်းမြို့ဝရက်ွက်တချို့ကိုထိမ့်ချုပ်ထားနိုင်ပြီးတိုက်ပွဲများအရှိန်ရော့ကျနေတာကတော့သတင်းနှစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။ယနေ့နံနက်မိုးမလင်းမီကပဲခလာရ၄၀ခွန် စစ်စင်ရေးကိုကဲမှုဌာနချုပ်စကားဆ21အပါအဝင်စစ်စခန်းများကိုအပြင်းအထန်တိုက်ခိုက်နေတယ်လို့ KIA စီရေးသတင်းရင်းမြစ်အမျိုးသားတူကပြောပါရတယ်။ဗမော်ဘက်လည်းတိုက်ပွဲတွေတောက်လျှောက်ဖြစ်နေပြီးဒီမနက်လည်း၄နာရီလောက်ကစပြီးမျိုးသိန်းတိုက်ပွဲတကြော့ပြန်ပေါ့ထိုးစစ်ပြန်စပြီးဗမော်ကဒီမနက်တင်၄ချောင်းက10ကောက်လောက်ရှိပြီလို့အဆိုပါစီရေးသတင်းရင်းမြစ်ကပြောပါရတယ်။ဒီနေ့နံနက်မှာစစ်ကောင်စီတပ်ရဲ့ Jet Fighter Y12 လေယာဉ်တွေက10ချိန်နဲ့မနေ့ဘုံကျဲတိုက်ခိုက်နေခဲ့ပြီး ဒီပြင်မှာရှိတဲ့စစ်ကောင်စီတပ်တွေကလည်းအပြင်းထန်ခုခံနေတယ်လို့သိရပါတယ်။အခုပြန်ထိုးနေပြီးဂျားရဲမှာခဏအရှိန်လျှော့ချပြီးတော့အခုပြန်ထိုးတာသူတို့ဘက်ကအထိတော်တော်နာတယ်ဆိုတော့ဒီမနေ့တင်လေးချောင်းကတော်တော်လေးလာတယ်။တိုက်ပွဲကလည်းဆက်လက်ပြင်းထန်နေတာပဲလို့အဆိုပါစီရေးသတင်းရင်းမြစ်ကပြောပါတယ်။ KIA နဲ့ပူးပေါင်းတပ်များကရှင်းလင်းတရင်ခလာရ236အမြောက်တပ်336တန်ကြက်ကတပ်9014နဲ့တင်ငါတပ်9006တို့နဲ့ကာကင်းစခန်းတွေကိုသိမ်းပိုက်ထားပါတယ်။ မြို့ရဲ့အရှိတ်ကိုးမိုင်ခန့်အကွာမှာရှိတဲ့မိုးမောင်မြို့တောင်ဘက်73မိုင်ခန့်အကွာမှာရှိတဲ့မန်စီမြို့နဲ့အနောက်ဘက်မိုင်30ကျော်အကွာရှိတဲ့စင်ခန်းတရားနဲ့စင်ခန်းရွာတို့ကိုသိမ်းပိုက်ထားသလိုမမောင်မြို့အနောက်ဘက်နဲ့မြောက်ဘက်မှာရှိတဲ့အေရီမြစ်အနောက်ဘက်ကန်ဒီတာကိုလည်းထိမ်းချုပ်ထားပါတယ်။ KIA တိုက်ကဝိုင်းပက်လဲပိတ်ဆို့ထားတဲ့ဖားကန့်မြို့မှာလည်းစစ်ရေးပြင်းထန်နေပါတယ်။စစ်ကောင်စီကဖားကန့်မြို့နယ်မှာရှိတဲ့အထက်ကလမ်းမကြီးကိုပြန်လည်ထိမ်းချုပ်နိုင်ရန်ပြီးခဲ့တဲ့ အနေငယ်ကစတင်ပြီးစစ်ကြောင်းများပြန်ထိုးနေတယ်လို့သိရပါတယ်။ပါကံမျိုးအရှိဘက်36မိုင်ကအကွာမှာရှိတဲ့ကာမိုင်းမျိုးမှာအင်းအား900ခန့်ပါတဲ့စစ်ကောင်စီစစ်ကြောင်းမှာပါကံမျိုးကိုဥတီနေတဲ့အတွက်ဆိုပါလိုင်းမရှိရေကာတာကြီးရွာအနီးတိုက်ပွဲများပြင်းထန်နေတယ်လို့ KIA နဲ့နီးစပ်သူဒေသခံအမျိုးသားတို့ကပြောပါတယ်။အဲ့ဒီစစ်ကြောင်းမှာစစ်ကောင်စီရဲ့မဟာမိတ်ရှမ်းနေအမျိုးသားများတက် SN နဲ့ပါဝင်တယ်လို့သူကဆက်ပြောပါတယ်။မနေ့ကကာမိုင်းဘက်ကနေဖောက်ကန်လန်အတိုင်းတက်လာတာ ရေကာတာရွာအနားမှာတနေကုန်တိုက်ပွဲဖြစ်တယ်။ထိခိုက်ထားတွေလည်းရှိတယ်။စစ်ကြောင်းကစစ်ကောင်စီပါမယ်။ SND လည်းပါမယ်။ပြည်သူစစ်ပါမယ်။အဓိကကတော့ဖားကန်ကိုပြန်ထိန်းချုပ်ဖို့လုပ်တာပေါ့လို့အဆိုပါအမျိုးသားကပြောပါတယ်။ယနေ့ဒီအဆိုပါရေကာတာရွာနီးမှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးအနည်းရှိကြေးရွာများမှဒေသခံများမှစစ်ရှောင်နေရတယ်လို့သိရပါဗျ။ တပ်အပြင်ဖားကမ်းမြို့နောက်ဖက်ဝေခွာရဘက်ကိုဝင်ရောက်နိုင်တဲ့လမ်းကြောင်းအတိုင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုလည်းအင်းတော်ကြီးဒေသအတွင်း KIA ပူးပေါင်းတပ်များကခုခံတိုက်ခိုက်နေပါတယ်။အဆိုပါစစ်ကြောင်းနဲ့တိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီတပ်ကအင်းတော်ကြီးတိုက်ပွဲကိုလေးကြောင်းကအပြင်းထန်ဘုံရဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။အင်းတော်ကြီးဖားကမ်းလမ်းပိုင်းမှာရှိတဲ့ထောင်းဝညောင်မင်းစတဲ့ခြေရွာတွေကို KIA နဲ့ပူးပေါင်းတပ်များကသိမ်းပိုက်ထားပြီးအဆိုပါလမ်းကြောင်းကိုပြန်လည်သိမ်းပိုက်နိုင်ရန်စစ်ကောင်စီတပ်အင်အား300ကျော်နဲ့စစ်ကြောင်းထိုးလာခြင်းဖြစ်ပါတယ်။ နေ့ကအင်းတော်ကြီးမှာလေချောင်းကတောက်လျှောက်လာတဲ့6ကြိမ်လောက်ရှိတယ်။တိုက်ပွဲဖြစ်တဲ့နေရာတွေရောရွာတွေကိုပါအကုန်လုံးဘုံကျဲတယ်လို့အဆိုပါဒေသခံအမျိုးသားကပြောပါရယ်။ပန်းကမြို့ကိုထိ ंछ ုံနိုင်ရေးတနိုင်းမြို့ပေါ်မှာလည်းစစ်ကောင်စီတပ်ကစစ်ကြောင်းတစ်ခုထပ်မံထိုးနေပြီးအဆိုပါစစ်ကြောင်းအခြေအနေကိုတော့အသေးစိတ်မသိရသေးပါဘူး။ပန်းကမြို့သူဝင်ရောက်နိုင်တဲ့အထက်လမ်းမကြီးတွေဖြစ်တဲ့ပန်းကအကမိုင်းလမ်း၊ပန်းကအင်းတော်ကြီးလမ်းနဲ့ပန်းကဆယ်စင်လမ်းမိုင်းရှိစစ်ကောင်စီတပ်စခန်းများအားလုံးကို KIA ပူးပေါင်းတပ်များကသိမ်းပိုက်ထားပြီး ဖားကန်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီစခန်းတချို့သာကျန်တော့တာလည်းဖြစ်ပါတယ်။ဖားကန်လိုင်းပိုင်းကအကုန်လုံး KIA KPDF တွေကထိန်းချုပ်ထားတာဆိုတော့သူတို့အတွက်ရိတ်ခါပိုလက်ခတ်အကုန်ခတ်ပေါ့ဖားကန်လိုင်းပိုင်းကိုသူတို့ကပြန်လည်ထိန်းချုပ်ချင်တာပေါ့လို့အဆိုပါဒေသခံအမျိုးသားကပြောပါတယ်။ဒီနေ့နံနက်မှာတော့မြကြီးနားမြို့မှာရှိတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မမခနဲ့ ARA မြစ်တစ်ဖက်ကရှိဝိုင်းမော်မြို့အခြေစိုက်တရင်58တို့ကဝိုင်းမော်မျိုးအရှိတ်ရှိ KIA တပ်များရှိရာကိုလက်နက်ကြီးများနဲ့ပြစ်ခတ်နေတယ်လို့ဒေသခံများကပြောပါတယ် ရှမ်းမြောင်မှာတစ်ဆယ်နှစ်ဆက်ခွန်စစ်စင်ရေးကိုဥဆောင်ခဲ့တဲ့မြောက်ပိုင်းမဟာမိတ်သုံးဘက်ကိုအပြည့်ရရန်တရုတ်ကအပြင်းထန်ဖိအားပေးခဲ့တယ်လို့ကချင်ပြည်နယ်အတွင်းမြို့သိမ်းတိုက်ပွဲများဆင်နွှဲနေတဲ့ KIA ကိုလည်းအပြည့်ရရန်တွန်းအားပေးခဲ့တယ်လို့သိရပါတယ်။ကချင်ပြည်နယ်အတွင်းမှာရှိတဲ့အခြားဒေသများမှာလက်တလောတိုက်ပွဲများငြိမ်သက်နေပေမဲ့ဗမော်မြို့သိမ်းတိုက်ပွဲကို KIA ကပုံမှန်အချိန်မြင့်ကဆက်လက်ဆင်နွှဲနေတယ်လို့ဖားကန်မြို့နယ်မှာလည်းတိုက်ပွဲများပြင်းထန်နေပါတယ်။အခုနှစ်မလာမှာစတင်တဲ့ဆေးအနာရှင်အမြင့်ပြည့်ရေးကချင်ပြည်နယ်ထိုးစစ်အတွင်း PIA ကရှမ်းမြောက်မှမဘိန်းမြို့နယ်ကချင်ပြည်နယ်မှာဆမ်ပရာဘိုအင်ဂျန်ယန်စတုံချီပွေဆော်လော်ဖီမော်ပန်ဝါတော်ဖုံးယန်စင်ဘူမြို့လှမန်စီကံပိုက်မိုးမောင်မြို့များနဲ့နေဆက်ကုံတော်ရေးလွယ်ချယ်မြို့တို့ကိုလည်းတိမ့်ပိုက်ထားနိုင်တာဖြစ်ပါတယ်ခင်ဗျာ။